ကချင်လွတ်လပ်ရေးတပ်မတော် KRA ပြစ်ချခဲ့တဲ့ရဟယံနှစ်စီးတဲ့ကပြတ်ကျခဲ့တဲ့တစီကို KRA တက်ရင်ကနေမြေဗမော်မြို့အနောက်ဘက်ရွှေကူမြို့နယ်စီငန်းရွာနီးတောရဲမှာတွေ့ရှိခဲ့ပါတယ်။ဒီဖြစ်စဉ်အတွင်းတေဆုံးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထဲမှာဗျူဟာမှုလဲပါဝင်တယ်လို့ကချင်စစ်ရေးသတင်းရှင်းပြတချို့ပြောပါတယ်။ဒါပေမဲ့ KRA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကတော့တေဆုံးတဲ့အထဲဗျူဟာမှုပါတာကြားရတဲ့ဆိုပြီးပြောပေမဲ့အသေးစိတ်အတိမပြုနိုင်သေးဘူးလို့ဆိုပါတယ်။ ပြတ်ကျခဲ့တဲ့ရဟတ်ရင်ရှိရာကို KRA နဲ့ KPDF တပ်ဖွဲ့တွေရောက်ရှိနေတဲ့မှတ်တမ်းရုပ်တံကိုလည်းသတင်းရင်းမြစ်ကပြတ်တာပါတယ်။မေလ20ရက်မနေ့ကနေ့လယ်ပိုင်းမှာဗမော်မြို့နယ်အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်ကိုတက်ကူလာပို့တဲ့စစ်ကောင်စီရဟတ်ရင်၃စီးတဲ့ကနှစ်စီးကိုထိမှန်အောင်ပြစ်ချနိုင်ခဲ့တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုထားတာပါ။အေယာဝတီမြစ်အနောက်ဘက်ကန် KRA တပ်ရင်ကအနေမြေစီငန်းရွာအနောက်ဘက်တောထဲမှာပြတ်ကျပြီးအကုန်မီးလောင်သွားတယ်လို့ ကချင်းစစ်ရေးသတင်းရှင်းမြစ်ကပြောပါရယ်အဲ့ဒီရဟတ်ယင်ပြက်နာမှာရုပ်အလောင်းတွေတွေ့ထားပေမဲ့တချို့ရုပ်အလောင်းတွေကမီးလောင်ထားတာကြောင့်ရေတွက်နိုင်ဖို့အခက်အခဲရှိတယ်လို့တခြားစစ်ရေးသတင်းရှင်းမြစ်ကလည်းပြောပါရယ် KIA ပြစ်ချခဲ့တဲ့ရဟတ်ယင်ကရွှေကူမြို့နဲ့16မိုင်ခန့်အကွာတောရဲမှာပြက်ကျသွားတာလို့ဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပါရယ်နောက်ပြီးတခြားတစည်းကလည်းရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရပြီး အဲ့ဒီလိုဆင်းသက်နေချင်းရဟရင်ကဘေးတိမ်းဆောင်းပြီးပန်ကကျိုးသွားတယ်လို့သတင်းရှင်းမြစ်ကဆိုပါတယ်စစ်ကောင်စီကလည်းစစ်တပ်ရဟရင်ပြစ်ချခံရမှုနဲ့ပတ်သက်ပြီးမနေ့ကသတင်းထုတ်ပြန်ပါတယ်ဗမော်မျိုးနယ်အတွင်းရဟရင်တစီကတဲယူပို့ဆောင်ရေးတွေဆောင်ရွက်နေချင်းဗမော်မျိုးရဲ့အနောက်တောင်ဘက်မီတာ1400မှာရုတ်တရက်ဆက်ချွေရင်ပြီးပြစ်ချခဲ့တယ်လို့လိမ့်လည်ထုတ်ပြန်ပါတယ်ပြီးတော့ရဟရင်ပြစ်ချတဲ့နေရာတဝိုက်ရှာပွေကယ်ဆယ်ရေးနဲ့လုံခြုံရေးဆောင်ရွက်နေတယ်လို့လည်းပြောထားပါတယ် ဒါပေမဲ့လူမှုကွန်ရက်ပေါ်ပြန့်နှံ့နေတဲ့ဗီဒီယိုထဲမှာတော့ရဟယင်ရဲ့ပန်ကဒလက်ကိုထိမှန်သွားတာတွေ့ရပါတယ်ရှင်။